ီသီယိုးပီးယားကနှက်ခမ်းပကံပြားဝေမျိုးနွယ်စုကဘာကြီးရဲ့အရှင်ဟုံကိုဂယုမဆိုင်ပဲသူတို့ရဲ့ထူးခြားတဲ့အလှတရားတွေကိုဖတ်တွေ့ထားတဲ့လူမျိုးစုတွေရှိပါသေးတယ်။အခုကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကအာဖရိကတိုက်အီသီယိုးပီးယားနိုင်ငံရဲ့ဝေးလံတဲ့ဒေသတွေကနှက်ခမ်းဆွဲဆက်ပြီးပကံပြားကြီးတွေဝေဆင်တဲ့မျိုးနွယ်စုအကြောင်းပဲဖြစ်ပါသေးတယ်။ဒီတလေးဟာဒီနေ့မှပေါ်လာတာမဟုတ်ပါဘူး။ရာစုနှစ်ပေါင်းများစွာကလေးကလက်ဆင့်ကမ်းလာတဲ့ခိုင်မာတဲ့ရိုးရာတစ်ခုပါ။တချို့ ခင်မီလူတွေကဒါကိုရိုင်းဆိုင်နေရှေးကြတယ်လို့မြင်နိုင်ပေမယ့်ဒီမျိုးနွယ်စုအတွက်တော့အမျိုးသမီးတယောက်ရဲ့အလှအပဂုံသိက္ခာနဲ့တန်မှုကိုဖော်ညွှန်းတဲ့အမြင့်ဆုံးအမှုပညာတစ်ခုပါသူတို့ဟာခေတ်သရဖက်ရှင်ဆိုတာတွေကိုလုံးဝဂရုမစိုက်ပါဘူးဒီတလေးကိုစတင်တဲ့အချိန်ကတော့မိန်းကလေးတဦးအသက်15နှစ်အရွယ်ရောက်ချိန်မှာနာရိုင်ဂျူဂူကိုပြစ်ထားတဲ့ခေတ်သကာလန်နေလို့ပဲဒီမိန်းကလေးတွေဟာလည်းပဲနာကျင်မှုကိုကြောခိုင်းမှုတတ်နိုင်သမျှစူးစမ်းကြရပါလိမ့်သူတို့ရဲ့အောင်နှကန်းကိုဖောက်ပြီးတစ်သားတုံးလေးတွေစတင်ထည့်သွင်းရပါလိမ့် အဲ့နောက်မှာပကံများသေးသေးလေးတွေကအစာပြုပြီးပူကြီးတဲ့အမြေတွေသို့မဟုတ်အစ်သားပကံများတွေကိုဖြည်းဖြည်းချင်းအစာထိုးထည့်သွင်းပြီးနှက်ခမ်းရဲ့အပေါက်ကိုချဲ့ထွင်ကြရပါလိမ့်။ဒီလုပ်ငန်းစဉ်ကတရက်နှစ်ရက်နဲ့ပြီးတာမဟုတ်ဖေလာပေါင်းများစွာနှစ်ပေါင်းများစွာကြာနိုင်ပါလိမ့်။ပြောရရင်တော့ဘဝရဲ့အချို့သောလာတရားတွေရရှိဖို့ဆိုရင်စွန့်လွတ်အနစ်နာခံရတယ်ဆိုတာကိုဒီအမျိုးသမီးတွေကတတ်သိပြနေတာပါပဲ။ဒီမှာအရေးကြီးဆုံး key point ကဘာလဲဆိုတော့ဘယ်အမျိုးသမီးကမှအကြီးဆုံးနှက်ခမ်းပကံများကိုဝစ်ဆင်နိုင်မလဲဆိုတာပဲဖြစ်ပါလိမ့်။ ်ဂျပန်ရဲ့နာရိုင်ဂျူဂူဟာသူခေတ္တအခါတုန်းကအစီအကားဆုံးနဲ့အချမ်းသာဆုံးဘုရားဖြစ်ခဲ့တယ်လို့ပဲဒီမျိုးနယ်စုအတွက်နှက်ခမ်းပကံများအကြီးဆုံးပိုင်းဆိုင်တဲ့အမျိုးသမီးဟာအလားအပါဆုံးတန်မိုးရှိဆုံးနဲ့အချမ်းသာဆုံးလို့သတ်မှတ်ခံခဲ့ရပါသည်ဒီလိုမျိုးသမီးမျိုးကိုဘယင်သူမဟုတ်မျိုးနွယ်ရဲ့အမြင့်ဆုံးကောင်းဆောင်သူကလက်ထပ်ဖို့ရွေးချယ်လေးရှိပါသည်ဒီပကံများရဲ့အရွယ်စားကလည်းသရုတ်သားဘက်ကနေရမယ့်သရုတ်သမီးကြီးဥပမာနွားကောင်ကြီးကိုလည်းဒူးစီတယ်လို့ဆိုကြပါသည် ဒါကြောင့်ဒီတလေးဟာရိုးရှင်းတဲ့အလားဆင်ခြင်းတတ်တတ်မဟုတ်ဘဲလူမှုအဆင့်အတန်းချမ်းသာကျွဲဝမှုနဲ့လုံခြုံရေးကိုဖော်ညွှန်းတဲ့တင်ဂေတာတစ်ခုပါပဲ။ဆိုတော့အီသီယိုးပီးယားရဲ့ဒီမျိုးနွယ်စုဟာခေတ်သစ်ရဲ့လွမ်းမိုးမှုတွေကိုခုခံကာကွယ်ရင်းသူတို့ရဲ့ရာဇဝတ်ပေါင်းများစွာအလှတရားတွေကိုဖတ်တွေ့ထားစေဖြစ်ပါသည်။သူတို့ဟာဘရင်ရဲ့နှလုံးသားကိုဒိမ့်ပိုက်ဖို့နှက်ခမ်းသားနဲ့တိုက်ပွဲဝင်ခဲ့တဲ့အံ့ဩစရာကောင်းတဲ့အမျိုးသမီးတွေအဖြစ်တည်ရှိနေစေပါပြီ။ အာဖဂန်နစ္စတန်နိုင်ငံကလူတွေဟာစပြည့်သီးတွေကိုတင်စီဖို့အတွက်မီးဗိုရဲထည့်ပြီးဖုတ်တာလုံးဝမလုပ်ပါဘူး။အဲဒီအစားရှေးဟောင်းမိမဲ့ညံကြီးရှင်ဆန်လွန်တဲ့နီလန်းတစ်ခုကိုတုံးပြီးတင်စီကြပါလိ။တရိယလေသမားတွေဟာဘာနဲ့လှုပ်လဲဆိုတော့ရွှေနဲ့ကောက်ရိုးကိုတုံးပြီးရွှေဆလောင်းအိုးလေးတွေပြုတ်လုတယ်။ပြီးရင်တော့စပြည့်သီးအသေးဆက်ဆက်တွေကိုအဲဒီရွှေဆလောင်းတွေကိုလေးလုံးအောင်ထည့်ပြီးပိတ်လိုက်တယ်။နောက်ဆုံးစင်ကတော့အဲဒီရွှေဆလောင်းတွေကိုမြေကြီးအောက်ထဲမှာမြုပ်ထားလိုက်တာပါပဲ။ ဒီနီလန်းကဘာလို့ထူးခြားပြီးတော့အစွမ်းထက်တယ်လဲဆိုရင်အဲ့ဒီရွှေစလောင်းကအပြင်ကလေတွေလုံးဝမဝင်အောင်ဓာတ်ထားပေးပြီးအထဲကလက်ဆတ်မှုကိုလုံးဝအပြည့်အဝပိတ်လောင်ထားပေးနိုင်လို့ပါပဲဒီတော့ဘာဖြစ်လာလဲဆိုရင်ဒီစပစ်သီးတွေဟာ6လကျော်လောက်အထိအေးရွှမ်းပြီးချိုမြိန်နေသေးပါပြီအန်ဩစရာကောင်းတဲ့နီလန်းပဲမလားဒါဟာအာဖဂန်နစ္စတန်ကလူတွေရဲ့ခက်ခဲတဲ့ပတ်ဝန်းကျင်ဒေသမှာပေါ်ပေါက်လာပြီးရှင်သန်မှုအတွက်ဉာဏ်ကြီးရှင်အမှုပညာတစ်ခုပါပဲ အစားစာရီရှားပွားလာတဲ့ရာသီဥတုဆိုရီမှာစပြေတီးရဲ့အရသာအဟာရကို6လကျော်အထိဆက်လက်ခံစားနိုင်တဲ့နည်းလမ်းပါပဲ။